ဒီနေ့ကျမလေးနင်းနေလေးပြန်ပြောချင်တာရှိတယ်ကျမပုံမှန်အားဖြင့်ဆိုရင်ဘယ်သူကပဲကျမကိုဘလင်းဘလင်း personal ပေါ့နော်ဟာဘာမင်းမကြီးညာမင်းမကြီးဘာမကြီးညာမကြီးဟာ page တွေဟို page တွေဒီ page တွေတို့ attention အတွက်တင်နေကြတဲ့ဟာတွေအများကြီးရှိတယ်နော်ဟာတို့ almond သင်းကိုတင်ရတယ်ဆိုလို့ရှိရင်ခါရဲ view တွေရသွားတယ်ဟာခါရဲ comment တွေရတယ် react တွေရဆိုတို့ပတ်စံရတယ်ကျမအခုတို့ရတယ်နော် ကျမအခုတို့ရတယ်အဲ့အတွက်ကျမလေကျမကိုကြိုက်တဲ့ page ကကြိုက်တယ်လို့တင်တချို့ဆိုလဲတချို့မိန်းမတွေနိုင်ငံရေးအရာပေါ့နော်အာမုံနေဆိုပြီးတချို့မိန်းမတွေဆိုအမလေးအယ်မွန်တင်းကိုဖိနေကြိုက်တော့ပြီးတနေ့အကျိန်900ဆဲမယ်ဆဲကျမပြောတယ်အကျိန်900မဟုတ်ဘူးအကျိန်1000ထိုင်ဆဲနေလိုက်ကျမရဲ့ personal ကျမကိစ္စမရှိဘူးเนาะဆဲဆဲဒါကသူကသူအမုံတရားရသူကသူဆဲတာ900မဟုတ်ဘူး1000ဆဲ1000မဟုတ်ဘူးတနေ့ကုန်လုံးမလုပ်ဖ ೇನೆ ဆဲကျမဒီလိုပြောတယ်เนาะကျမဟို ဘာမှတုံ့ပြန်တာမျိုးမရှိဘူး။ဒါပေမဲ့ဒီနေ့ဒီဗီဒီယိုဖိုင်တစ်ခုကျွန်မတုံ့ပြန်ခြင်းတယ်။အဲ့တော့ပရိသတ်ကြီးကဒီဗီဒီယိုဖိုင်ကိုအရင်နားထောင်ပေး။နော်။ဒီဗီဒီယိုဖိုင်ကိုအရင်နားထောင်ပေး။တင်သာစီပုထမေအန်ဒီရေနော်အပုထက်တိပုထက်တော်သူလောက်တက်တာမရှိတော့ဘူးဘယ်ပွဲဆိုသူပါလဲဘယ်အကြောင်းရမဆိုသူဖြေရှင်းတယ်နောက်ကြတဲ့သူမဟုတ်ပါဘူးကွယ်နော်ဘာလူမျိုးလဲမိတာလေမာရဲ့ဘာလူမျိုးလဲမိတာလေဘာလူမျိုးလဲမိလို့မွန်လူမျိုးဖြေတာလေအဲ့ဒါကိုဘာမှားတာလဲ အာလူမျိုးလေကိုမောလာတချင်ကြရကရင်ချင်မွန်ဒီမာရခိုင်ရှင်မွန်အမာရခိုင်ရှင်ဘာလူမျိုးလေမေကိုယ့်ရဲ့လူမျိုးကိုဖြေရမှာလေဘာနိုင်ငံသားလေးလို့မေးမှာမြန်မာနိုင်ငံသားလို့ဖြေရမှာလေအဲ့ဒါကိုဘာလို့ဖြစ်နေတာလဲသူလောက်တက်တဲ့လူကဘာမှမရှိတော့ဘူးနော်စနေရသူပွဲတိုင်းကြောမမကြီးနော်ဘာလူမျိုးလေမွန်လူမျိုးဘာနိုင်ငံသားလေမြန်မာနိုင်ငံသားပြီးပြီလေ အဲ့ဒါကိုဘာဖြစ်တာလဲမော်လမျိုးပြဘာဖြစ်တာသေသွားမှာမလို့လားပြောလိုက်စမ်းသူလောက်တီသူလောက်တက် Okay ညာစီသူထမိုင်အန်ဒီရေနော် Okay နော်ကျွန်မပြောမယ်နော်အဲ့တော့ဒီဗီဒီယိုဖိုင်ကိုနော်ဒီဗီဒီယိုဖိုင်ကိုဒါကျမပြန်ပြီးရှင်းပြထားတဲ့ဗီဒီယိုဖိုင်ကိုအားလုံးကြည့်ပြီးသားဖြစ်ပါလိမ့်မယ်လို့ကျမကညွှန်လင်းတယ်နော် ဆိုတော့အားလုံးကြည်ပြီးသားဖြစ်လိမ့်မယ်နိုင်ငံသားမှာဘာလဲမြန်မာနိုင်ငံမြန်မာလားလို့မေးလိုက်တဲ့အခါမွန်မာလို့ဖြေတာဖြစ်တဲ့အတွက်ကျမကကျမတို့နိုင်ငံသားတွေဟာနိုင်ငံရဲ့ချားမှာမြန်မာလားလို့မေးတာဒီနိုင်ငံကိုကိုစားပြုပြီးတော့ပဲမေးတာကျမတို့တွေဟာလူမျိုးကြီးဝါဒကိုသွတ်တွင်းတယ်လို့ပြောရအောင်လေကျမကိုယ်တိုင်ကရင်ဒီဆိုင်ပိုင်ရှင်အမကြီးမွန်နော်အဲ့တော့ကျမတို့နိုင်ငံသားမှာသွားလို့မြန်မာစကားပြောတဲ့ကြားတယ်ဆိုရင်ဟဲ့မြန်မာလားဆိုမြန်မာလို့ပဲဖြေကြရတယ် အဲ့တော့နိုင်ငံတကာမှာမြန်မာတန်ယုံမဲရှိတယ်။သိလားမြန်မာအဲ့တော့မိုမာလို့ပြောတော့ကျွန်မပြောပြမယ်။ဒါဒီစကားအစိတ်ခတ်တယ်လို့ခေါ်တယ်။ကျွန်မပုံမှန်အားဖြင့်ဆိုရင်ကျွန်မပြန်ပြီးဖြည့်ရှင်းလေးဖြည့်ရှင်းတာမရှိဘူး။အဲ့တော့အမကြီးလားအကိုကြီးလားတော့မသိဘူး။ကျွန်မကိုနေရာတကာပါတယ်အမလီပါသူ့ထမိန်လေးပါရောညာရောပြောတယ်။ကျွန်မဓာတ်ပုံနဲ့ကျွန်မရဲ့ personal ကို attack လုပ်ပြီးတော့မှပြောထားတာဖြစ်တဲ့အတွက်ကြောင့်မလို့တရားဥပဒေအရညှိစောနေပါတယ်။ Okay နံပါတ်1ချက် ျမပြီးမှကြံတဲ့ကိစ္စထပ်ရှင်းမယ်အရင်ဆုံးသူ့ကိုအရင်ပြောလိုက်အောင်မယ်เนาะအဲ့တော့ကျမဓာတ်ပုံရင်ကျမရဲ့ personal career ကိုထိခိုက်စော်ကားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဥပဒေနဲ့ညှိစွန်းပါတယ်ကျမတရားစွဲလို့ရတယ်နံပါတ်1အချက်အဲ့တော့ကျမကပြောသမျှစကားတိုင်းကိုပြီးရင်သူမပြောပါဘူးလို့လုပ်တယ်ဆိုတဲ့စကားလုံးကိုကျမကိုအထောက်ထားနဲ့လာပြန်ပြီးတော့မှဖြေရှင်းလက်ဟုတ်ပြီနော်ကျမပြောသည်မစကလုံးသည် social ပေါ်မှာ video file နဲ့ video file နဲ့ alike ရှိတယ် ကျမဟာစကလုံးတိုင်းစကလုံးတိုင်းကို credit အေးသိခွင့်ရေနော်ဆိုတော့စကလုံးတိုင်းစကလုံးတိုင်းကိုကျမကတာဝန်ယူတယ်ကျမပြောခဲ့တဲ့ speech တွေအကုန်လုံးကိုကျမကတာဝန်ယူတယ်ဟုတ်ပြီနော်ဆိုတော့ကျမကို personal attack လုပ်ချင်နေဆိုရင်တီးခြားလို့ဒါကကြတော့လူမျိုးရင်းနဲ့တတ်ဆိုင်နေတဲ့ကိစ္စ ကျမဖြင့်ရှင်းထားတဲ့ဗီဒီယိုကျမပြောထားတဲ့ဗီဒီယိုကိုအဆအဆုံးတိတ်တိတ်ချာချာကြည့်ပြီးတော့မှနာပြောအဲ့တော့လူမျိုးစွဲဝါဒစွဲနဲ့ကလေးတွေကိုဒုက္ခရောက်အောင်မလုပ်နဲ့နိုင်ငံရထားမှာကလေးတွေကိုဒုက္ခရောက်အောင်မလုပ်နဲ့ကျမမြန်မာပြည်ရင်းကကိစ္စကိုပြောတာမဟုတ်ဘူးကျမနိုင်ငံသားကကိစ္စကိုပြောထားတဲ့ဗီဒီယိုဖိုင်ဒီဗီဒီယိုဖိုင်ဟာဟုတ်ပြီနော်အဲ့တော့ကျမကို ပါစနယ်အတက်လောက်ပြီးတော့မှကျမရဲ့ဓာတ်ပုံကျမရဲ့နာမည်နဲ့ကျမကိုမိုင်းရိုင်းစော်ကားထားတာကိုကျမတရားစွဲလုံးရတယ်နော်အာသူထက်တိသူထက်တော်သူလက်ကတောင်းမရှိတော့ဘယ်ပွဲဆိုသူပါလဲဘယ်တောင်းကျမဟာကျမတိကျမတက်ပါလေလို့ကျမပြောခဲ့ဘူးသလားကျမတိပါတယ်ကျမတက်ပါတယ်လို့ပြောခဲ့ဘူးသလားကျမကယ်ရီယာမှာကျမနားလေသလားကျမတိသလားကိုကျမအမြဲတမ်းကယ်ရင်းလုပ်တယ်ရှယ်ရင်းလုပ်တယ်လို့ကျမပြောခဲ့သားပြီးသားဟုတ်တယ်နော် ဟုတ်တယ်နော်ကျမတိကျမတက်ပါတယ်လို့ဘယ်တုန်းကပြောခဲ့ဘူးလဲကျမတိကျမတက်ပါတယ်လို့ပြောခဲ့ဘူးလဲဗီဒီယိုဖိုင်ရှင်ယူလာခဲ့အေးတိနဲ့တက်တဲ့ဟာတွေပြောတဲ့ဟာတွေဒီလေတိလို့တက်လို့ပြောတာအာချောင်ကြီးပြောတာမဟုတ်ဘူးအဲ့တော့နေရတကာပါတယ်အတန်းရှင်းလို့ကျွန်တော်နေရတကာပါတယ်ပြောအောင်လေဒီအမိုင်းကြီးရဲ့ဝေါ်တဲ့ကိုဝင်ကြည့်လိုက်တဲ့အချိန်မှာအမိုင်းကြီးလားအကိုကြီးလားမသိဘူးဝေါ်တဲ့ကိုဝင်ကြည့်လိုက်တဲ့အချိန်မှာအယ်မွန်သင်းနာမည်အယ်မွန်သင်းဓာတ်ပုံကိုသုံးတော့မှဖြူးရတာ သူဟာနဲ့သူတင်နဲ့ပေါချောင်ချောင်ပေါချာချာ post တွေအကုန်လုံးဒီ view 900ပြည့်အောင်မရထားဘူးအဲ့တော့ကျမောက်နေရာတကားပါတယ်ပြောအောင်လဲသူ့ဝေါ်ထဲဝင်ကြည့်လိုက်တော့သူများအိမ်တောင်ကွဲတဲ့စာချုပ်ကအစ attention လိုချင်လို့တင်ထားတဲ့မိန်းမစားမျိုးဟုတ်ပြီနော် ဆွေးနွေးလို့ရတဲ့အကြောင်းအရာတစ်ခုကိုဒါပေမဲ့တပားသူကိုပုတ်ခတ်တိုက်ခိုက်လို့မရဘူးကျမပြောတဲ့အကြောင်းအရာမှားတယ်ဆိုဒီအကြောင်းအရာပေါ်မှာအချက်အလက်ခိုင်ခိုင်မာမာနဲ့ပြောဆိုဆွေးနွေးလို့ရတယ် welcome ကျမလည်းဘယ်တော့မဆိုအကြောင်းချင်းရာတွေမှန်သမျှကိုနိုင်ငံမှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေမှန်သမျှကျမအချက်နဲ့အလက်နဲ့အစင်တန်းမြင့်မြင့်ကျမပြောဆိုဆွေးနွေးတယ် ကျမ personal site ဆင်းဆိုမိုက်ရိုင်းပြီးတော့မှကျမပြောခဲ့တာမျိုးကျမ video file တွေမှာပြန်ကြည့်ကြည့်လိုက်တခုမှမရှိဘူးကျမပြောတဲ့စကားလုံးတိုင်းကိုပြီးရင် तू မပြောပါဘူးလို့ပြောအောင်မယ်ဆိုတော့ဘယ်တုန်းကကျမကကျမပြောခဲ့ပြီးသားစကားလုံးတွေကိုမပြောပါဘူးလို့ညင်းခဲ့တဲ့အကြောင်းအရာရှိသလားပြောဆိုဆွေးနွေးလို့ရတယ်မိုက်ရိုင်းစော်ကားခွင့်မရှိဘူးဟုတ်တယ်နော်ကျမရဲ့ဓာတ်ပုံကျမရဲ့နာမည်နဲ့ကျမကိုမိုင်ရိုင်းစော်ကားထားတာပြီးတော့ဒါဒီလူမျိုးရင်းနိုင်ငံရေးကိစ္စ စကားအစိတ်ခတ်နေတဲ့ကိစ္စလူမျိုးစွဲကိုတိုက်တွန်းနေတဲ့ကိစ္စဖြည့်ရှင်းကျင်နေဆိုရင်နိုင်ငံတော်အဆင့်တရားရုံးမှာဥတိုက်လျှောက်ပြီးတော့မှဘသူမှန်လဲဘသူမှားလဲဆိုတာဖြည့်ရှင်းမလားဆန္ဒရှိနေဆိုရင်စိန်ခေါ်လိုက်နိုင်ငံတော်အဆင့်တရားရုံးမှာတွေးဆုံဆွေးနွေးပြီးတော့မှကျမရှင်းပြချက်ကမှန်သလားရှင်းရဲ့ရှင်းပြချက်ကမှန်သလားဆိုတာကိုပြောဆိုဆွေးနွေးမယ်ရှင်းမယ်ဟုတ်ပြီလားအဲ့တော့ကျမပြောချင်တာကနိုင်ငံသားမှာ ကလေးတွေဟာအလုတ်သွားလုတ်ကြတယ်ဆိုရင်ဟင်မြန်မာလားဆိုရင် ဟုတ်တယ်မြန်မာလို့ပြောရတယ်မြန်မာလို့ပဲဖြေရတယ်မြန်မာလို့ပြောရင်တောင်မှ international ကတချို့သောတိုင်းပြည်တွေကမြန်မာဘယ်မှာလဲ where are you from ဆိုဘယ်မှာလဲမြန်မာလို့ပြောရင်မြန်မာဘယ်မှာလဲမြန်မာနိုင်ငံကဘယ်ဟာလဲလို့မသိဘူး near thailand ဆိုတော့မှပဲ or ဆိုပြီးဖြစ်တာ or ဆိုတာတကယ်သိတာလားမသိတာလားမသိဘူးအဲ့တော့နိုင်ငံခြားကိုသွားတာ passport မှာ ဘယ်နိုင်ငံရဲ့ passport နဲ့သွားတာလဲနိုင်ငံကိုစားပြုမြန်မာနိုင်ငံအောက်ကနေသွားရတာအဲ့တော့ခလီးတွေကိုအစိမ့်မခန့်နဲ့အစွန်းရောက်တယ်မတင်သေးနဲ့မြန်မာပြည်ထဲမှာမင်းတာမဟုတ်ဘူးနိုင်ငံသားမှာမင်းတာမြန်မာနိုင်ငံတန်ယုံမရှိတဲ့နိုင်ငံသားမိဒီမှာမွန်တန်ယုံမရှိဘူးကရင်တန်ရောမရှိဘူးကျမကိုဗမာလူမျိုးကြီးမြန်မာလူမျိုးကြီးဝါဒသွသွင်းတယ်လို့မပြောနဲ့ကျမကိုယ်တိုင်ကကရင်မြန်မာဆိုတာဟာကချင်ကရင်ချင်း ဗမာမွန်ရခိုင်ရှမ်းဆိုတဲ့တိုင်းရင်းသားတွေစုဖွဲ့ပြီးတော့မှဖြစ်တည်နေတဲ့နိုင်ငံမြန်မာနိုင်ငံအဲ့တော့ကျမတို့ရာနိုင်ငံသားမှာစကားပြောတဲ့နေမြန်မာတန်နေကြဆိုဟေးမြန်မာလားဟုတ်တယ်မြန်မာပျော်ပျော်ရွှင်ရွှင်နဲ့ဒီလိုမျိုးနဲ့ကျမတို့မေးကြတယ်မြန်မာတန်နေကြတယ်ဆိုရင်အခုကျမတို့ miss လေးပြိုင်နေတယ်ကချင်တိုင်းရင်းသူလေးပြိုင်နေတယ်ဘာကိုစားပြုနဲ့ပြိုင်တာလဲဟေးကချင်ဟေးလို့ပြိုင်တာလားမြန်မာကိုစားပြုနဲ့ပြိုင်တာနိုင်ငံကိုပဲကိုစားပြုရတယ် အဲ့တော့ပြက်တနာတစုံတရာဖြစ်လာလို့မလို့အဲ့လိုမျိုးတွေချက်ချက်အစိတ်အတောက်တွေလို့ပြက်တနာတွေတစုံတရာတွေဖြစ်လာတော့ဟိုမှာထိုင်းမှာပြောတော့ဘာလဲလို့မင်းဘာဘယ်မင်းကဘာလဲလို့မေးတဲ့ခါကျတော့မွန်တို့ကရင်တို့ဖြေလို့ဟိုမှာတမခံရတာတွေဖြစ်စဉ်ဖြစ်ရက်တွေတွေ့တယ်မလားပြောလို့မရဘူးအဲ့တော့တချို့ကလေးတွေဟာအာနေတွေကနေပြီးတော့မှဟို passport ရှိတဲ့ကလေးတွေလည်းရှိတယ် passport မရှိဘဲနဲ့နိုင်ငံခြားကိုသွားလိုက်ရတဲ့ကလေးတွေလည်းရှိတယ်အဲ့လိုကလေးတွေကိုအစိတ်မခံနဲ့ နိုင်ငံကိုစားပြိုပဲဖြစ်ရတယ်နိုင်ငံကိုစားပြိုပဲပြောရတယ်မွန်နိုင်ငံကရင်နိုင်ငံဒီလိုပြောလို့မရဘူးမရှိဘူးလေမြန်မာနိုင်ငံပြီးတော့မှအိုးအေးအတန်လေးစကားလေးဝဲရင်တော့ဘာလူမျိုးလဲကျမပြောတယ်စကားကိုဗီဒီယိုကိုတေးသေးချာချာရေးရေးလေးလေးနားမထောင်မင်းနဲ့ကျမကိုမလေးဘာလဲဘာလဲလို့မေးတာမြန်မွန်လို့ဖြေတာဘာစူးစမ်းလဲဆိုတာ နိုင်ငံသားမှာနိုင်ငံသားမှာမြန်မာပြည်မှာဆိုရင်တော့ဟုတ်တယ်ဘာလူမျိုးလဲဆိုကရင်မွန်းဒီလိုပြောမှာဒါပေမဲ့နိုင်ငံသားမှာကျတော့ဟင်းမြန်မာလားလို့မင်းဟုတ်တယ်မြန်မာငါတို့နိုင်ငံသားလားဒီလိုစိတ်နဲ့မေးကြတာတိလာဒီလိုစိတ်နဲ့မေးကြတာမင်းကြီးနိုင်ငံသားမှာနိုင်ငံသားမှာတယောက်နဲ့တယောက်နဲ့တွေ့ကြလို့မေးကြတယ်ဆိုတာဟင်းမြန်မာလားလို့မင်းလားမြန်မာနိုင်ငံသားလားလို့ဒီလိုစိတ်နဲ့မေးကြတာကချင်ကရကရင်ချင်းဗမာမော်ရခိုင်ရှောင်းမေးတာမဟုတ်ဘူး တမလို့ဆိုဒီလိုပဲထိုင်းသွားတယ်ပေါ့ဥပမာထိုင်းရပုံများတယ်လေဟာခလေးတွေတွေ့တယ်ဆိုလို့ရှိရင်အော်ဟေးဒီမှာမြန်မာခလေးတွေတွေ့တယ်ဆိုကျမတို့ကလေအတင်းခေါ်ပြီးကိုယ်နိုင်ငံသားခလေးတွေဖြစ်တဲ့တော့မိုးဖိုးတွေပေးတယ်ကျမတို့အတခါလေးစိတ်ခွန်အားတွေပေးတယ်မြန်မာလားဆိုတာနိုင်ငံသားကိုကိုစားပြုပြီးမေးတာနိုင်ငံသားမှာမြန်မာပြည်မှာမေးတယ်ဆိုရင်တော့ဟုတ်တယ်သိလားတီတီချာချာဗီဒီယိုကိုဂါဂါနာနာအချမကြညာစီတုထမိုင်အန်ဒီရေနော် အာသူထက်သေးသူထက်တော်သူလောက်တက်တာမရှိတော့ဘူးဘယ်ပွဲဆိုသူပါလဲဘယ်အကြောင်းရမဆိုသူဖြေရှင်းတယ်နောက်ပြီးကျရင်သူမဟုတ်ပါဘူးကဲကဲနောက်ပြီးကျရင်သူမဟုတ်ပါဘူးဆိုတော့ evidence တမောက်ယူလာခဲ့နောက်ပြီးကျရင်ကျမကပြောပြီးသမျှစကားတွေကိုနောက်ပြီးကျရင်သူမဟုတ်ပါဘူးဆိုတော့ evidence ကိုယူလာခဲ့ evidence မပြနိုင်ရင်တရားရုံးကစကားပြောမယ်ကျမတကြံအမြောက်မဟုတ်ဘူးနော်အမ်မွန်တင်းတမိုင်းကြောင်စုံစမ်းကြည့်လိုက် အမွန်တင်းဟာတကြံအမြောက်မဟုတ်ဘူးအာချောင်ပြီးတော့မှအာအာရရအာချောင်နေတဲ့သူမဟုတ်ဘူးဆိုရှယ်ပေါ်မှာကျမရက်တီနေတဲ့အနေထားတင်းရဟာကျမချောင်မလို့ဘယ်စကားအစိမ့်မှကျမမခက်ခဲဘူးဘူးသူတိသူတက်လို့ကျမကိုပြောလာသည်ကျမကယ်ရီယာကျမတက်ကျွမ်းတဲ့ပညာကိုကျမတကယ်တက်လို့ကျမတကယ်ပြောလာ ဆိုတော့အချင်းချင်းကိုရီကတီးကြလို့မလို့အချင်းချင်းနေပြောကြလို့မလို့ဆိုလို့ရှိလို့ရှိရင်တော့ဗမာလာလို့မင်းတော့ဗမာမဟုတ်ဘူးကချင်ကညာကရင်ချင်းဒီလိုဖြစ်မှာပေါ့ဟေးမြန်မာလားဟေးမြန်မာတော့မြန်မာလားဆိုရင်နိုင်ငံကိုမေးတာပါ လူမျိုးကိုမေးတာမဟုတ်ပါဘူးအဲ့တော့ကျမတို့တွေကဘာဖြစ်လို့လူမျိုးစွဲတွေအရန်အစွဲကြီးတာလဲဘာဖြစ်လို့လူမျိုးစွဲတွေအရန်အစွဲကြီးတာလဲ ကျမတို့တွေကအကုန်လုံးတသွင်းနဲ့တသားနဲ့တနိုင်ငံထဲမှာနေတဲ့လူတွေပဲမဟုတ်ဘူးလားကျမတို့တရုတ်မှာဆိုလဲလူမျိုးခွဲတွေအများကြီးရှိတယ်ဟုတ်လားကလားမှာဆိုလဲလူမျိုးခွဲတွေအများကြီးရှိတယ်ကျမတို့နိုင်ငံတိုင်းနိုင်ငံတိုင်းမှာပင်မလူမျိုးကြီးရနေပြီးတော့မှကျမတို့လူမျိုးခွဲတွေအများကြီးရှိတယ်ဒါပေမဲ့ကျမတို့ကနိုင်ငံကိုစားပြုတဲ့လူမျိုးနိုင်ငံကိုစားပြုတဲ့နာမည်ကိုပဲသုံးပါတယ်အဲ့တော့ဗမာဆိုတာကလည်းနော် ဗမာဆိုတာကလည်းကချင်ကညာကရင်ချင်းဗမာမွန်ရခိုင်ရှမ်းဗမာမြန်မာဆိုတာကနိုင်ငံမှာပြည်အောင်စုမြန်မာနိုင်ငံတော်ကြီးမြန်မာဆိုတာနိုင်ငံမှာအဲ့တော့ကျမတို့ကနိုင်ငံသားမှာတွေ့ကြတယ်ဆိုမြန်မာလားဆိုတာကိုယ်နိုင်ငံသားတွေကိုဒီလိုမျိုးမီးတာပါလူမျိုးကိုသိချင်တာမဟုတ်ဘူးအဲ့တော့ဘာဖြစ်လို့ဒီတိုင်းရင်းသားဝါဒဆွေးရင်ကိုအရန်ဆွဲကင်ထားရတာလဲ ုတ်လားကျမတို့တွေကတယောက်နဲ့တယောက်နဲ့ယဉ်ကျေးမှုတွေဖလှယ်ပြီးတော့မှကျမတို့တွေရှောင်းခေါက်ဆွဲဆိုလဲကြိုက်တာပဲကျမတို့ဆိုကရင်ကရင်တာလဘောဆိုလဲကြိုက်တာပဲဟုတ်တယ်နော်ဟာမိုနေရဲ့ငနဲ့ဟင်းဆိုလဲကြိုက်တာပဲကျမတို့တွေဟုတ်လားရှမ်းကခေါပုတ်ဆိုလဲကြိုက်တာပဲလीကျမတို့တွေကတသွင်းနဲ့တသားနဲ့တနိုင်ငံနဲ့ရလူတွေမဟုတ်ဘူးလားချစ်ခင်စီးလုံးရမှာမဟုတ်ဘူးလားအဲ့တော့ငါတော့မိုမလို့ငါတော့ကရင်မလို့ရခိုင်မုတ်တီကျမတို့ကြိုက်တာပဲမဟုတ်ဘူးလား ဟလာငါတို့ကတော့ကချင်မလို့ငါတို့ကတော့ကင်ရမလို့အဲ့လိုတွေလက်သီးလက်မောင်းတန်းနေစရာဘာလို့လို့လဲအဲ့ဒါတွေကိုကပဲရပဲနဲ့ကတ်တွတ်ပြီးပြောနေစရာဘာလို့လို့လဲမြန်မာလားမြန်မာဟုတ်တယ်မြန်မာနိုင်ငံသားဒါဆိုရင်တမမေးပါဦးမယ်အဲ့နိုင်ငံသားသွားတဲ့သူတွေနိုင်ငံသားမှာအလုံးလုံးနေတဲ့သူတွေဘာပတ်စပို့ကိုကင်ထားလာလဲဘယ်နိုင်ငံတော်အလန်နဲ့ဘယ်နိုင်ငံတော်တစိမ့်ပါတဲ့ပတ်စပို့ကိုကင်ထားလာလဲအဲ့တော့တမကရင် 怎么南安伢嘛？怎么个？咱们的兄弟呀，撇点水，我给伢路标了伢了，标了我伢妈，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 好了，我给伢路把标了伢，我再把那边整看嘛不？哟，西茶面茶，南安也查嘛？怎么了呀？南安高山飘的东龙我呗，东龙我们。茶妈，啊，咱们的兄弟呀，新南人，南安也高官木果伢嘛？ ုတ်လားနိုင်ငံရေးအကာအကွယ်ကိုရမှာအဲ့တော့ကျမတို့တွေကမွန်ကချင်ကရင်ကညာနိုင်ငံသားမှာပြည်ထနာတစုံတရာတက်ရင်ဘယ်နိုင်ငံသားအနေနဲ့ပြည်ထနာဖြည့်ရှင်းရလဲဘယ်နိုင်ငံသားအနေနဲ့နာမည်ဆိုးထွက်လဲမြန်မာနိုင်ငံသားဟုတ်လားရုတ်တရက်နားထောင်လိုက်ရင်မှန်တယ်လို့လို့ ਨੇ မြန်မာနိုင်ငံသားမုံလူမျိုးဒါပေမဲ့ကျမတို့ကရေးသားမိသားမှာတယောက်နဲ့တယောက်နဲ့မေးကြတယ်ဆိုဟဲ့မြန်မာလားဆိုမြန်မာပဲပေါ့ နိုင်ငံကိုပြောတာလीအဲ့ဒါနိုင်ငံကိုမင်းရဲ့သူကလည်းနိုင်ငံကိုကိုစားပြုပြီးမင်းတာပြီးတော့မှတိုင်းဟုတ်တယ်ကျမမွန်ကျမကရင်ကျမတို့ဆိုမလို့အဖဲနေတော့ကျမတို့ကရင်မှာကရင်မှာကျမတို့ဆိုမလို့အဖဲနေတော့မပြောဘူးဟုတ်လားအဲ့တော့ passport နဲ့သွားတဲ့သူတွေဆိုရင်မြန်မာနိုင်ငံ passport နဲ့အကြောင်းတစုံတရာရှင်းရင်မြန်မာတန်ယုံနယ်ပဲမြန်မာနိုင်ငံတော်ဆိုင်ရာတန်ယုံနယ်ပဲကျမတို့ကဆက်သွယ်ပြီးလောက်ရတယ် ုတ်လားနော်အဲ့တော့ကျမကိုနာစီတူထမိုင်အန်ဒီရေနော်အာသူထက်တိသူထက်တော်သူလက်တက်တာဟုတ်မရှိတော့ဘူးဘယ်ပွဲဆိုသူပါလဲဘယ်အကြောင်းရမဆိုသူဖြစ်ရှင်းတယ်နောက်သူကြံသူမဟုတ်ပါဘူးကွယ်ကဲဘာလူမျိုးလဲမေးတာလေဆိုတော့ကျမပြောတာကဆွေးနွေးလို့ရတယ်အဆင့်တန်းရှိရှိဆွေးနွေး personally ကျမကိုတိုက်ခိုက်လို့မရဘူး ဲ့တော့ page တွေကနေပြီးတော့မှဘယ်နာမည်မဖော်ဘဲနဲ့ page အတူတွေနိုင်ငံညာကနေထားတဲ့ page တွေကနေပြီးတော့မှ personal တိုက်ခိုက်တာတွေကိုအတူယူပြီးတော့မှရုပ်ကြီးအတန်ကြီးနဲ့ကျမတို့ personal တိုက်ခိုက်ရင်တရားရုံးရောက်သွားမယ်နော်တရားရုံးရောက်သွားမယ်ကျမ career မှာကျမကျွမ်းကျင်နေကျမတိလို့တက်လို့ပြောနေတာအဲ့တော့ဒီလောက်ပြောရဲဆိုရင်တော့မှ social မှာကျမတန်းစင်းပြီးပြောနေရပြီ ဲ့တော့မကျင်နဖူးထပ်ပြီးဆွေးနွေးခြင်းသေးတယ်ဆိုရင်တရားရုံတရားရုံကိုချိန်လိုက်တရားရုံမှာဆက်ပြီးဆွေးနွေးမယ်ဒါမှမဟုတ်ကျမကတရားရုံမှာဆွေးနွေးဖို့စာပို့ပေးရမလားဒီအမိုင်းစာပို့ပေးရမလားစာပို့ပြီးဆွေးနွေးမလားကျမက personal ဒီလိုမျိုးပုံစံနဲ့ကျမက personal လာမတိုက်ခိုင်းနဲ့ကျမကတိုင်းပြည်နဲ့လူမျိုးတယောက်နဲ့တယောက်နဲ့ချစ်ခင်ကြဖို့ပြောထားတဲ့ဗီဒီယိုဖိုင်ဒီဗီဒီယိုဖိုင်ကကျမလူမျိုးရင်းအစိတ်ခတ်ပြီးပြောထားတဲ့ဗီဒီယိုဖိုင်မဟုတ်ဘူး တိုင်းရင်းသားအချင်းချင်းချစ်ခင်ကြဖို့နိုင်ငံကိုချစ်ဖို့လူမျိုးကိုချစ်ဖို့ကျမကကိုယ်နိုင်ငံကိုစားပြုတဲ့တိုင်းရင်းသားလူမျိုးတွေဆိုတဲ့အကြောင်းအရာကိုရှင်းပြထားတာကျမလူမျိုးရေးသွေးခွဲစကားပြောထားတဲ့ post မဟုတ်ဘူးတရားရုံးမှာရှင်းကျင်တယ်လားပြောဟမ်ဒီအမကြီးတရားရုံးမှာရှင်းကျင်တယ်လားလို့ပြောတော့နေရာတကာပါတယ် ကိုစကားကိုကိုတောင်းဝင်မြူနိုင်မှုအယ်မွန်တင်ပြောခဲ့တဲ့စကားလုံးတိုင်းအခုချိန်ထိ online ပေါ်မှာ social ပေါ်မှာအကုန်ရှိတယ်။စင်းလုံးဝါလုံးတဲ့စကားကိုပြောခဲ့တာတခုမှမရှိဘူး။ကျမပြောခဲ့တဲ့စကားလုံးတိုင်းဒီကျမပြောလိုက်တဲ့ video တိုင်း video တိုင်းမှာတခုမှပညာမရလိုက်ဖဲနဲ့အလွတ်အားအားရရအားချောင်ပြီးပြောလိုက်တဲ့ဟာတခုမှမရှိဘူး။ အတွေးခေါ်ဖြစ်စေအသိအမြင်ဖြစ်စေဘဟုသုတာဖြစ်စေတခုခုပါသွားအောင်ကျွန်မအမြဲပြောတတ်တဲ့သူမျိုးဒီဗီဒီယိုဖိုင်ရဲ့အစအဆုံးဟာလေနိုင်ငံဆိုတာဘာလူမျိုးဆိုတာဘာအဲ့တော့နိုင်ငံသားမှာဆိုရင်เนาะဘယ်လိုဆိုတဲ့ဟာကိုကျွန်မကရှင်းပြထားတာအငင်းပွားစရာမရှိအောင်လို့ လိုမျိုးတစ်ဖက်စွန်းရောက်တည်ကြမလို့မူရင်းရေးထားတဲ့စာရင်းသူတော်မှပဲသူ့ post ကိုဖျက်လိုက်ရတယ်။ Why me အဲ့လိုမျိုးတွေဖြစ်လုံးအကြီးလို့ဒါပေမဲ့ကျမတို့တွေကဘလို့ပဲဖြစ်ဖြစ်အခုဆိုရင်ကလေးတွေနိုင်ငံညောင်းအရန်သွားတဲ့အချိန်မှာကျမတို့တွေက white ဖြစ်အောင်ကလေးတွေကိုတင်ပေးလိုက်ရမယ်။အမြင်ချင်းမြောင်းလို့မရဘူး။အဲ့တော့ဘာပဲဖြစ်ဖြစ်ကျမတို့ကနိုင်ငံကိုကိုစားပြုပြီးဖြည်တာဒါလင်းကျမတို့ကတစ်ခုခုဖြစ်လာရင် အကာအကွယ်ဒီနိုင်ငံရဲ့အကာအကွယ်ကိုရရှိမယ် တရားဝင်နီးလန်းနဲ့သွားတဲ့သူတွေတရားမဝင်နီးလန်းနဲ့သွားတဲ့သူတွေဟုတ်ပြီလားเนาะအဲ့တော့တရားရုံးမှာဖြည့်ရှင်းခြင်းသလားဒါပဲပြောကျွန်မလေ125တည်းအဲ့တော့ကျွန်မတို့တွေကလေနိုင်ငံရေးပဲဖြစ်ဖြစ်လူမှုရေးပဲဖြစ်ဖြစ်ပုံကိုရေးပဲဖြစ်ဖြစ်စီးပွားရေးကိစ္စတွေပဲဖြစ်ဖြစ်ပေါ့ဘယ်အကြောင်းချင်းရဖြစ်ဖြစ်တယောက်နဲ့တယောက်နဲ့ဟာအကြိုက်ချင်းတွေထပ်တူကြဖို့ဆိုတာ ခဲရင်ပါလေနော်အဲ့တော့ကိုနဲ့အကြိုက်ချင်းမတူတိုင်းမှားနေတာမျိုးမဟုတ်ဘူးကိုနဲ့အကြိုက်ချင်းတူတိုင်းနဲ့မှန်နေတာမျိုးမဟုတ်ဘူးတခါတလေကိုကလည်းမှားတဲ့ဘက်မှာရှိခြင်းရှိမှာခါလေကြရင်ကိုကလည်းမှန်တဲ့ဘက်မှာရှိခြင်းရှိမှာအဲ့တော့ငါနဲ့ငါကြိုက်တာပဲမှန်နေငါကြိုက်တာပဲကောင်းနေရေလို့တော့ဒီလိုတော့မဟုတ်ဘူးနော်ကျမတို့ဆိုရင်လေအမြင်နဲ့လူတယောက်ပေါ့မှန်နိုင်ငံကြီးခံယူချက်ပဲဖြစ်စေကျမတို့စီးပွားရေးပဲဖြစ်စေလူမှုရေးပဲဖြစ်စေအဲကျမတို့ဒီလို social media ပေါ်မှာမြင်နေရတယ်ဆိုရင်အော်ဒါလေးကတော့ तू ပြောတာမှန်တာပဲကျမတို့ကမကြိုက်ဘူး နော်ဒါပေမဲ့ तू မှန်ရင်မှန်နေ။အိုးဒါလေးကတော့မဖြစ်တဲ့မူကျွန်မတို့အရန်ကြိုက်တယ်ဒါပေမဲ့ဒါလေးကတော့မှားနေတယ်ဒါလေးကတော့မဟုတ်ဘူးနော်အဲ့တော့မှန်ခြင်းမှားခြင်းကိုလည်းကျွန်တော်တို့ကအစင်တန်းမြင့်မြင့်ပြောဆိုဆွေးနွေးကြဖို့လိုတယ်။ရိုင်းရိုင်းဆိုင်ဆိုင်နဲ့စေးဆိုမိုင်းိုင်းနေတာတွေကြတော့ကျမတို့အဖြေလည်းမထွက်ဘူးရုပ်ရင်းစန်းတန်းနဲ့လူနေမှုဇယိုက်အဆင့်အတန်းနဲ့နေကြတဲ့လူမှုပတ်ဝန်းကျင်တွေပဲဖြစ်စေတယ်အဲ့တော့ လူတွေကအေးဆဲတဲ့ post တခုခု post တခုအောက်မှာဆဲထားတယ်ဆဲထားတယ်ဆဲထားတယ်အဲ့တော့ဆဲတာ ਨੇ မှန်သွားပြီလားဆိုတော့အဲ့တော့အဲ့ဒီအဆဲနေတဲ့အဆဲတွေအဆဲတွေအဆဲတွေကြားထဲမှာလေဘယ်သူကမှယဉ်ကျေးတဲ့စကားကိုဘယ်သူမှလာဝင်မပြောဘူးဟုတ်လားဆိုတဲ့ခါကျတော့အဲ့တော့လေတခါတလေကြာရင်ကျမတို့ကအကြောင်းချင်းရာတခုကိုဟိုဘယ်လိုခေါ်မလဲအစင်တန်းမြင့်မြင့်ပြောဆိုဆွေးနွေးတတ်ဖို့လိုတယ် နော်မကြိုက်တာနဲ့ဆဲမယ်မကြိုက်တာနဲ့ဗလိမ့်မယ်များများဗလိမ့်နိုင်ရင်များများဗလိမ့်ခံရတဲ့သူကမှားသွားတယ်လို့မျိုးအဲဒီလိုမျိုးပေါ့နော်ကျွန်တော်တို့အခုဆိုရှယ်မီဒီယာကဒီလိုမျိုးကြီးဖြစ်နေတာဆိုတော့လေဆိုလွတ်လွတ်လပ်လပ်နဲ့ပြောချင်တိုင်းပြောလို့ရတာလေဒီဆိုရှယ်မီဒီယာပေါ်မှာပဲရှိတာဟုတ်နော်အဲ့တော့လေကျွန်မကိုယ်တိုင်လည်း ပါရင်ပြောတယ်ဆိုတဲ့အကြောင်းကြီးဟာအချက်နဲ့အလက်နဲ့အကျိုးအကြောင်းခိုင်ခိုင်မာမာနဲ့ပဲပြောဆိုဝေဖန်ပါတယ်လက်လွတ်စပယ်နဲ့သူများကိုလေပို့ဆိုပတ်ဆက်ဟာသူများကိုလက်လွတ်စပယ်နဲ့အာမပြောပါဘူးเนาะအဲ့လိုပဲကျွန်မပြောတဲ့စကားလုံးတွေကိုပြန်ပြီးပြောဆိုဆွေးနွေးမယ်ဆိုလဲအချက်နဲ့အလက်နဲ့အကျိုးနဲ့အကြောင်းနဲ့ပြန်ပြီးဆွေးနွေးပါဆေးဆုံမိုင်းရိုင်းတာမျိုးတော့လက်သက်မခံဘူးเนาะဟုတ်ပြီလား